ရီယယ်မက်ထရစ်လည်းမောင်မွေနိုင်တော့ဘူးဘာနေဘူးဟာအာဆင်နယ်အောင်ပြီပရိသတ်များလုံးပဲမေးလာများရွှေရိုးအိုင်ဘတ်ကွန်ရှေကော online အချင်းကနေပြန်လည်ကြိုးလိုက်ပါရင်လောကနေ့ဆက်ကုန်းနေ့2006ခုနှစ်ကအာဆင်နယ်အားဘာလီဘူးမှာရီယယ်မက်ထရစ်ကိုကြော့ပြတ်ပြီးနောက်ချန်ပီယံလိဖိုင်နယ်အထိပါတက်လှမ်းနိုင်ခဲ့ပါရင်အခုလည်းအာဆင်နယ်ဟာသမိုင်းကိုတကြော့ပြန်ရေးဖို့ရာအဆင်သင့်ဖြစ်နေပါပြီဘာလီဘူးကအာဆင်နယ်အောင်ပြီပဲဂန်နာတို့ခန်းနာဖို့စံပြားဆုဆိုတဲ့အတိုင်းစံပြားတဲ့ခြေစွမ်းနေနဲ့ရီယယ်မက်ထရစ်ကိုကြော့ပြတ်ပြမလားဘယ်သူကနောက်ထပ်ဟော်နရီဖြစ်လာမလဲစောင့်ကြည့်ခြင်းစရာကောင်းလို့ပါရင် ဟော်ရနီသွင်းသွားတဲ့ကိုကခုတက်တိမျက်စိတွေကနေမထွက်နိုင်သေးဘူး။ကြံအမွေးသက်ကိုရနေတဲ့နှွေရဲ့ညာချမ်းတွေမှာချန်ပီယံလိပွဲတွေကိုလက်ဖက်အဆိုင်မှာထွက်ကြည့်ခဲ့ရတဲ့လွန်ခဲ့တဲ့10နှစ်ကျော်ကာလကိုလည်းသတိရမိပါတယ်။ပြီးတော့2006ခုနှစ်ကအာဆင်နယ်ရီယဲတို့ရဲ့ပွဲအောက်ဆိုအဆင့်မှာဗိုလ်ဖြစ်ခဲ့တဲ့အာဆင်နယ်ဟာ16သိန်းအဆင့်မှာလာလီဂါထိပ်သီးကလပ်ရီယဲမက်ထရစ်နဲ့တွေ့ပါတယ်။အဆိုပါကာလာတုန်းကရီယဲဟာချန်ပီယံလိပြင်ဆိုတဲ့ပလင်ပေါ်မှာခိတ္တဆင်းနေရခြင်းဖြစ်ပါတယ်။ချန်ပီယံလိမှာ16သိန်းအဆင့်ကနေမတက်တဲ့ဂျိန်းစာကလည်းရှိနေခဲ့ပါတယ်။ဒါပေမဲ့ဒိုဂျီ၊ဇီဒန်၊ရောဘတ်တိုကာလော့စ်၊ဒေးဗစ်ဘက်ခမ်း ရန်ဒေနော့ဆာဂျိုရာမို့ပြောမယ်မကုန်တိုင်းနဲ့ခြေဝင်းကစားသမားတွေနဲ့ရီယက်ကပဲနောက်တစ်ဆင့်ကိုတက်ဖို့ရေပန်းစားခဲ့တာပါ အာဆင်နယ်ကပြည်တွင်းမှာလည်းအခြေအနေမဟန်တာကြောင်းပါပါတယ်အာဆင်နယ်ရလည်းအင်္ဂလန်ကလပ်တီဟာဗာလင်ပြည်မှာနိုင်ဝဲမရဘူးသေးပါဘူးရလကတော့အားလုံးသိတဲ့အတိုင်းပါပဲဗာလင်ပြည်မှာအာဆင်နယ်ဟာဟွန်နရီရဲ့ထလှပပတကူတော်ဂိုးနဲ့ရီယက်ကိုနိုင်ပြီးဟိုက်ဘိုရီမှာတည်ကံနိုင်ခဲ့တာကြောင့်နောက်တစ်ဆင့်ကိုတက်ခဲ့ပါတယ်အခုရောအာဆင်နယ်တို့ဒီလိုသမိုင်းဝင်မှုမျိုးရေးထိုးနိုင်မလားချန်ပီယံလိမ့်မှာရီယက်ကိုကျော်ဖြတ်နိုင်တဲ့အသင်းတွေဟာချန်ပီယံလိမ့်ဖိုင်နယ်ရောက်တာများပါတယ်အာဆင်နယ်လည်းဒီလိုအသင်းတွေကတသင်ဖြစ်ခဲ့ပူပါတယ်။တမိုင်းကိုအာဆင်နယ်တို့တကြောပြန်ရေးနိုင်မလား။ရီယက်ကရောမဖြစ်နိုင်တဲ့အနေအထားကနေကမ်းပတ်လာမလား။ပရမချော့၃ဂိုးပြည့်ရှုံးထားရင်ဒုတိယအ ကျော့မှာပြန်လာနိုင်မှုဆိုတာတော်တော်လေးကိုခင်းရင်းတဲ့အနေထားပါဒါပေမဲ့ Real Madrid ဖြစ်နေတော့ဒီလိုမဖြစ်နိုင်ဘူးဆိုတာတွေမေးထားဖို့တော့လိုပါရင်ဒီကလနာရဲ့ free kick ကန်ချက်တွေဟာ Real ကိုကောင်းကောင်းကြီးဒုက္ခပေးခဲ့ပါတယ် free kick ကိုကန်သွင်းသွားတာများဒေါက်ချင်းတွေကြီးပဲဖြစ်ပြီး Real ကစားသမားတွေမတည့်ရက်ကြီးအားသင့်နေရတဲ့အထိပါပဲ Roberto Carlos ရဲ့ရှေ့မှာ Carlos Sanchez free kick ကိုအကံပြသွားတာများ ထာနာလောက်ပါတယ်အောင်ဝမ်းခံချိန်မှာလဲရနယ်ဒိုရဲ့ငါမင်းတို့ရှေ့မှာရောက်နေပြီဆိုတော့ထီမတင်ပုံစံမျိုးနဲ့လုပ်ပြသွားခဲ့တာဖြစ်ပါတယ်နောက်တဲ့ free kick ကိုဆိုရင်လဲအပေါ်တောက်တဲ့ကိုအပေါ်လုံးမရှိတိတိကျကျနဲ့ကိုသွားတော့ပါ free kick ငါးစလုံးဟာပြင်းစရာမရှိအောင်လှပလုံးပြီးအကယ်၍ arsenal champion league ရာသွားရင်ပြောမဆုံးပါအောင်တောသုံးတော်သမိုင်းဝင်မယ်ဂနုံရမြောက်အခိုက်အတန့်နေဖြစ်ပါတယ်ပြိုင်ပွဲစင်တန်းက champion league quarter final ပြိုင်ဘက်က UCN ဘင်းတော်ဝင် match တွင်ဖမ်းမဲ့ကိုသမားက corporate ဒီလိုမြန်မာလို့တဲ့အစင်တန်းမှာလုတ်ပြသွားခဲ့တာဖြစ်ပါတယ်။ရီရဲကကမ်းမက်ရတာကြိုက်တယ်။သူတို့ကိုယ်တိုင်ကပြိုင်ဘက်ကိုအကြောပေးပြီးကစားချင်နေတာ။ဒီလိုနိုင်ဝဲမျိုးကိုပဲသူတို့ကအာဒီတာရှိနေတယ်။သူတို့အကြင်ကြီးလဲလုတ်ပြခဲ့ပြီးဒါပေမဲ့အာဆင်နယ်အာဒီယာဒီဥရောပရဲ့ခန်းစဉ်အကောင်းဆုံးအသင်းတွေကတသိန်းဆိုတာကိုမေ့ပြစ်ထားလို့တော့မရပါဘူး။ ပထမအကြောပါ၃ခုပြတ်နိုင်ထားတဲ့အာဆင်နယ်အနေနဲ့ရီယဲကိုတေချာပေါက်ခန်းစစ်ပိတ်ကစားလာမှာပါမနေ့90စာထောက်ခံနိုင်ရင်သူတို့ရီယဲဆိုတဲ့လက်ရှိချန်ပီယံကိုလည်းထုံနိုင်ပါပြီဒါကအရင်တာသွားပါတယ်သမိုင်းမှာရီယဲကိုကြော်နိုင်တဲ့အသင်းတွေဖိုင်နယ်ရောက်တာကြီးပါပဲအာဆင်နယ်လို့လုံနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါမြောင်းဗီဒီယိုကတော့ပါပဲနောက်နေ့မှာလည်းအခစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ